ကြောင်းရင်းတစ်ခုကြောင့် မြန်မာပြည်ကိုပြန်လာပြီးတော့ရုပ်ရှင်မင်းသမီးလှုပ်တော့မယ်ရုံးဝရီလွင်မောအခုတော့ဩစတြေးလျကနေမြန်မာနိုင်ငံကိုအပေးတိုင်ပြန်လာပြီးတဲ့နောက်မှာတော့အမှုပညာလှုပ်တော့ကြွယ်ပဲလှုပ်တော့မှလို့ပြောလာကတော့ပရိသတ်ကြီးရဲ့ချက်တော့ရုံးဝရီလွင်မောပါရုံးဝရီလွင်မောကတော့မြန်မာနိုင်ငံကပရိသတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုငယ်စဉ်ကလေးကနေလက်ခံရရှိထားသူတယောက်ပါရုံးဝရီလွင်မောကတော့မြန်မာနိုင်ငံမှာတစ်ခေတစ်ခါကရုပ်ရှင်လောကမှာအောင်မြင်ကြကြခဲ့တဲ့မင်းသားချောကြီးဦးလွင်မွေးရဲ့တမိအကြီးဆုံးကလေးပါ အားလုံးဒီကြတဲ့အတိုင်းရိုးရင်လွင်မောကတော့ငငယ်ကလေးကတော့အယုံမလေးလားချစ်ဖို့ကောင်းတဲ့မျက်နှာပေါက်လေးနဲ့ချောင်းပေါင်းလာပါတဲ့မိန်ကလေးတယောက်ပေါ့ရိုးရင်လွင်မောကတော့ခုချိန်မှာချစ်ဖို့ကောင်းတဲ့တောင်းလေးတို့ကိုလည်းပိုင်ဆိုင်ထားပြီးတော့စင်ငယ်မသားတယောက်အနေနဲ့ရည်တည်နေတာပါမင်းသားရဲ့လွင်မောတို့ကတော့သမီးလေးရိုးရင်လွင်မောတန်ငယ်စင်ကလေးကပညာရေးကိုဦးစားပေးလိုက်တာကြောင့်သူ့လိုမျိုးနုပညာလုပ်ငန်းတွေမလုပ်ခိုင်မနေနိုင်ငံရေးချားမှာပဲပညာသင်ကြားစေခဲ့တာပေါ့ပညာရေးထိုးချုံထမြောက်အောင်နိုင်ငံသားကိုပို့ကပညာသင်ကြားစေခဲ့ပေမဲ့ငငယ်ရွယ်နဲ့အိမ်တော်ရသားချခဲ့ပါတယ် ခင်မောဖြစ်သူကလည်းမြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့သားလည်းဖြစ်ပါတယ်။ခုဆိုရင်သူတို့နှုတ်ဝါဆိုရင်ချစ်ဖို့ကောင်းတဲ့တောင်းလေးတယောက်ကိုလည်းပိုင်ဆိုင်ထားတာပါ။ငယ်နေတဲ့အချိန်မှာအိမ်တော်ကြောင်းနေတာကြောင့်လည်းရိုးရိုးလွယ်မွေးရဲ့အိမ်တော်ကြီးကတော့အချိန်မကြာလိုက်သေးပဲစိတ်မကောင်းစွာနဲ့ပဲတရားဝင်ကွာရှင်းပြည့်စဲသွားခဲ့ရတာပါ။ရုံးရည်လွေမို့ကအားပေးနေကြတဲ့ပြိတ္တတွေကလည်းဒီမှာအတွက်အောင်မရတွေဖြစ်ကောင်းစိတ်မကောင်းတွေဖြစ်နေကြတာပါဒါပေမဲ့လည်းခုချိန်မှာတော့ရုံးရည်လွေမို့အနေနဲ့ပညာရေးလဲဆုံးခန်းတိုင်သွားပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကိုပြန်လာပြီးတော့ဖခင်ဖြစ်သူကိုလည်းရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးသွားတော့မှဖြစ်ကြောင်းကိုပြောလာပါတယ်။ဒါကြောင့်လည်းမင်းသားရဲ့လူမွေရဲ့နှုပညာမွေကိုဆက်ခံထားတဲ့တမီလေးကတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးတော့မှဖြစ်တဲ့အတွက်ပြည်သက်ကြီးတွေကလည်းရင်ခုန်ဆောင်စားနေကြတာပါ။ရိုးရီလူမွေအနေနဲ့ဘလို့ဇာတ်ကားတွေမှာဘလို့ဇက်ကောင်မျိုးနဲ့တရုပ်ဆောင်သွားမလဲဆိုတာကိုလည်းအရင်ကစိတ်ဝင်စားနေကြတာပါ။ရိုးရီလူမွေကလည်းခုချိန်မှာနှုပညာလုပ်ငန်းတွေစတင်လှုပ်ဆောင်တာတော့မဟုတ်ပါဘူး။ဒီမှာငွေစင်းတွေကနှုပညာလုပ်ငန်းတွေကိုစိတ်ဝင်စားပြီးတော့ ။ဟောင်းရင်ဖြစ်သူနဲ့တို့ကြောင်ညာရင်ရိုက်ကူးခဲ့ပါသေးတယ်။နောက်ပြီးတော့ MTV တွေတော်တော်များများမှလည်းပါဝင်တည်ဥဆောင်ခဲ့ပါသေးတယ်။ပြည်သက်ကြီးတွေကသူ့ဘိုးဆန်နဲ့အလှပရင်းကြောင့်လည်းပို့ပြီးတော့သတိထားမိသွားကြတာပါ။အဲဒီတော့ကလည်းရေမန်းဆောင်လူကြိုက်များကလေးရုံးရီလိုမျိုးကိုပြည်သက်ကြီးတွေကအခုချိန်ထိကိုအင်တာနက်ပေါ်တွင်မှစိတ်ဝင်စားရှိနေသေးပါပဲ။ခုချိန်မှာစင်ငယ်မသားတယောက်ဖြစ်နေပေမဲ့လည်းကလေးမိနေတာမတူတဲ့အပြိုလင်းလိုလှသွင်းကျွေနေတဲ့အကခန္ဓာကိုယ်ကိုလည်းအမြဲတမ်းထိမ့်သိမ်းထားကြောင်းနဲ့မိန်းကလေးတော်တော်များများကတော့အားကျနေကြပါတယ်။ဒါကြောင့်လည်းဒီလိုနှပ်ပချုံးမောနေတဲ့အတွက် တမအပင်းလျက်ရှိတဲ့ပရိသတ်တွေကတော့တမရဲ့နုညာလန်းခေကိုစိတ်ဝင်စားနေကြီးချင်းဘုံကိုမြန်မာနိုင်ငံကနေစောင့်မျှော်နေပါပြီ။အခုလိုမျိုးရုံးရည်လွင်မောဟာတမဝန္ဒနာပါပြီးတော့မျက်နှိုးတန်ဖိုးထားတဲ့နုညာလန်းခန်းတွေပြင်ရုပ်ရှင်လောကတွေကိုပြန်လည်ဝင်ရောက်တော့မယ်လို့ဆုံးဖြတ်လိုက်တာကြောင့်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပေါ်လာခဲ့ပါပြီ။မကြသေးခင်ကဖွေးစင်ကတော့မှရုံးရည်လွင်မောအတွက်ရုပ်ရှင်စကိုင်းရဲ့ကိုဟိုတစ်ဖက်တစ်လမ်းကနေကူညီပေးမယ်လို့တောင်ပြောလာပါသေးတယ်။အစောင်းနေ့ကြီးချင်းအပိကင်းကြတဲ့ပရိသတ်တွေကရော မြန်မာနိုင်ငံကိုပြန်လာပြီးတော့ရုပ်ရှင်လောကအဝင်တော့မယ်ရုံးရီလင်မို့ကိုဘလို့မြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုစောင့်ဟောင်ကြည့်ရတော့လေကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အောင်ကောင်းတဲ့ဆယ်လေးသတင်းအကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါအောင်မယ်နော်